မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်း စုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရွှေညာမိမိသားစုများအကျိုးစုပါတယ်ဗျာဒီနေ့2ရက်9လ2025ပုဒ်ဓူးနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်2ရက်9လ2025ပုဒ်ဓူးနေ့ရဲ့တနေ့တာကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီပုဒ်ဓူးနေ့ကတော့ ခမအိုးဝင်လောက်ကနေပတ်သက်တဲ့ကိစ္စမှာဝါတတာပဲပြောအကိုရတီတာမဟုတ်တဲ့တခြားရတီတာသွားအောင်မလို့ကိုရကိုတီတာကိုလို့အောင်မလို့ကိုရကိုတီတာမှလည်းငွေကြီးရမလို့တိတ်အဆင်မပြေတခြားသွားရင်လည်းအဆင်ပြေပါမလားဆိုတဲ့စိတ်တီကြောင့်အိုးဝင်လောက်ကနေပတ်သက်တဲ့ကိစ္စမှာဝါတတာဖြစ်ပေါ်သေးတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်အိုးဝင်ဒီနေ့မှဖြစ်အိုးဝင်လောက်ကနေအဆင်မပြေကြတဲ့ခွန်နေသားသမီးအားလုံးတို့ဟာခမရာဦးတော်အောင်နောက်မြောက်တော်လက်ပန်းမွေလေးတပွင့်ကိုကိုင်းပြီးမှဆုတောင်း အသင်မမှုလေးကျွန်တော် လုပ်ခဲ့မကောင်းဘူးမိမအိမ်ဆောက်ခြင်းနဲ့အမီလေးကလုံးမရသေးဘူးတားလေးကလုတ်ခေါ်တာလေးတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမလာသေးဘူးဗျာမိမလေးကလည်းနိုင်ငံခြားမှာကြောင်းသွားတဲ့ခြင်းနဲ့အဆင်ပြေခြင်းနဲ့အဲ့ဒီကိစ္စတွေကြောင့်ကျွန်တော်မှအဆင်မပြေဖြစ်နေတာဗျာအိုးရင်လုတ်ခဲ့နဲ့ပတ်သက်တာအဆင်မပြေဖြစ်နေဒါကြောင့်အိုးရင်လုတ်ခဲ့နဲ့အဆင်မပြေတဲ့ကိစ္စလေးအများဆုံးအဆင်ပြေအောင်အသင်ပန်းမွေလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့ကြောင့်ရာဟုတောင်းနောက်မြောက်တောင်းလှဲ့ပွင့်နေသောပန်းလေးတစ်ပွင့်ကိုကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့အိုးဝင်လောက်ကိုင်းများ အများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာနော်မန်နီပတ်သက်နေပတ်သက်တဲ့မှာဒီချိန်မှာဝင်ငွေအကောင့်တက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့မှာလက်ထက်ရောက်ပြောက်လက်ထက်ရောက်ပြောက်ဖြစ်တဲ့များများမှန်းမှာများများရသေးတတ်တဲ့ကာလမျိုးဖြစ်ပါလေဗျာဒါကြောင့်ငွေကြီးနဲ့နှီးနှီးဆက်သက်တဲ့လူရှိတဲ့ပုဂ္ဂိုလ်များလိုအပ်နေတဲ့ပုဂ္ဂိုလ်များအကျွေးများပေးရန်ရန်ဇာတ်ရှိတဲ့ပုဂ္ဂိုလ်များအလုံးတို့ဒီတင်းနေလားအရှိအရာကိုလက်ခုနပွင့်နေသောပန်းလေးကိုထပ်မံကိုင်းပြီးတော့ဆူတော့အသင်မမှုလေးကျွန်တော်လုပ်ခဲ့မကောင်းဘူးဗျာ ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးကျွန်တော်ပြကျွန်တော်လူချင်းနဲ့ပတ်ဆံဘလောက်ကျွန်တော်ပြီးရမှာဘလောက်ကျွန်တော်ရမှာဘလောက်ပြရန်ရန်စရာလေးကျွန်တော်မှာခက်ခဲဖြစ်ပြီးပိတ်နေတယ်ဗျာဒါကြောင့်ကျွန်တော်ပိတ်ဆိုနေငွေကြီးများအများဆုံးရအောင်အသင်ပန်းမွေလေးကကုညီစောက်ချော့တော်မူပါဆိုတဲ့အကြောင်းတနည်းလားအရှိအယကိုလှည့်ပန်းမွေလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေငွေကြီးများဆူတောင်းပြီးတဲ့အချိန်အနည်းအတွင်းအဆင်ပြေပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒီနေ့မှာဖြင့် လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြရတဲ့ခုနှစ်သားသမီးအားလုံးကရာဦးတောင်းလက်ပန်းပွင့်တွေကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်အလောက်ကိုင်းများအများဆုံးပွင့်လန်းမှာဖြစ်တယ်လို့တင်းနှလားအရှိရကိုလှည့်ပြီးတော့ပန်းပွင့်လေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့ပိတ်ဆုံနေတဲ့ငွေကြေးများအများဆုံးအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးဆက်စပ်တင်ပြပေးလိုက်ပါတယ်ဗျာစိတ်တရားညစ်လာဆိုညစ်ပါတယ်တကယ်ညစ်လာဆိုမျိုးတစ်ခုခုဟိုစိတ်ထဲမှာမျိုးသိပ်ပြီးတော့ငြိမ့်နေတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာအဖွင့်ပြောမှလားဆိုမပြောချင်ဘူးမပြောနဲ့ဆိုလဲပြောချင်တယ် စိတ်ထဲမှာအီလေးလေးခံစားပြီးစိတ်ထဲမှာတနှုံတနှုံနဲ့သွားတယ်လာတယ်လှုပ်တဲ့ကိုင်းကမှအာယုံမကြတဲ့ကာလမျိုးဖြစ်ပါတယ်စိတ်တွေပိတ်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်တွေပိတ်နေတဲ့ပုံကူများအားလုံးတို့ဒီခမရစက်ပြားလေးကိုကိုင်းပြီးမှဆူတော့ဟိုတင်စက်ပြားလေးရဲ့ကျွန်တော်စိတ်တွေညှင်းနေတယ်ကျွန်တော်စိတ်ညစ်တာအလုပ်ကံမကောင်းဘူးငွေကြေးအဆင်မပြေဘူးရောင်းဝယ်မကောင်းဘူးပေးရရန်ဇာတိရှိတယ်ပြဿနာတွေတက်နေတယ်ဗျာအဲ့ဒီဇာတိနဲ့ပတ်သက်တာကြောင့်ကျွန်တော်စိတ်တွေညှင်းနေတာဒါကြောင့်အတင်ဆက်ပြားလေးကကျွန်တော်မှပိတ်ဆိုနေတဲ့ အငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအလုပ်ကိန်းနဲ့ပတ်သက်တဲ့ကိစ္စနောက်ပိတ်ဆိုနေတဲ့ရောင်းဝယ်တွေနဲ့ပတ်သက်တဲ့ကိစ္စပိတ်ဆိုနေတဲ့လူမှုကိစ္စပြဿနာတွေအမှုခင်းပြဿနာတွေအများဆုံးကြီးအောင်အသေးစပ်ပြလေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစပ်ပြလေးကိုကိုင်းကျွန်တော်တို့ရန်ဗုဒ္ဓတောင်ရကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေသောသိချမ်းသာပြောရှင်မှုများအမြန်ရရှိစီမှာဖြစ်ပါလေဗျာကိုနေနီးနဲ့ဆက်သက်တဲ့တေလူယောက်ျားကိုရတေတာမဟုတ်တဲ့တခြားရေသားကြောင့် ရောင်းတောင်းထွက်ရင်တော့ခမံငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမ်းမှုတွေဖြစ်ပေါ်ပြီးတော့ကိုယ်ရင်ကိုယ်ရကိုယ်မိသားစုမှာကန့်နေတော့ပြဿနာကင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်လူရောက်ရတဲ့ဒီအချိန်မှာဝါတာရနဲ့အပြင်ထွက်တဲ့အတွက်ပြဿနာတွေပေါ်ပေါက်တတ်ပါတယ်ဗျာနောအဲ့ဒါကြောင့်လူရောက်ကြတဲ့ဓာပြနေတဲ့လူရောက်ကြတဲ့တောက်ကြမြောက်ရကိုလည်းပတ်သက်လေးတွေရကိုကိုင်းပြီးမှဆူတောင်းအသေးပတ်သက်နေအိမ်မှာရှိတဲ့လူရောက်ကြဓာပြနေတဲ့အိမ်ကနေပဲထွက်တော့သွားတယ်အပြင်အောင်ထွက်သွားတယ်ခမရဖန်တီတွေဖြစ်ငွေငွေကြီးကြများတော့မှာတော့ကိုယ်ရင်ကိုယ်ရမှာကန့်နေမှာဖြစ်မှာ ကိုလိုကိုလုံးမှာဖြစ်မှာကိုရင်ကိုရကတ်ပြီးကိုလိုကိုလို့ရင်အငွေကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းနဲ့ပတ်သက်မှာအုံမြကြောကြပြီးဝါဒရလို့ရင်တော့ငွေကုန်ကြီးကြများတတ်တယ်ဗျာဒါကြောင့်အသင်းပတ်စံလေးကကျမယောက်ျားနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ဓာတ်ပြနေတဲ့ကိစ္စတွေအမြန်ဆုံးအစီအပြောင်ကိုကြီးစောက်ချတော်မူပါဆိုတဲ့ကြောင်းတောက်ကြမြောက်ရကိုလှဲ့ပဒံလေးကိုကင်မိမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေလူယောက်ျားနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်သက်တဲ့မင်းဒီချိန်လေးတွေမှာ ကိုရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာသွားတယ်တကိုရမဟုတ်တဲ့တခြားရတ္တိတာကိုရကုတ္တိတာကိုပြန်လာတယ်ကိုရကုတ္တိတာမှာတော့ငွေကြီးနဲ့ပတ်သက်ပြီးကြတဲ့မှုအိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့အရာကြီးအဆင်မပြေမှုတွေကြုံပြီးတော့ဘေးကတော့အဆင်ပြေနေတာပဲတကယ်တမ်းကျတော့အဆင်မပြေတဲ့ကာလမျိုးဖြစ်နေတာဖြစ်ပါတယ်ဗျာရွှေကောင်းမြောင်မြောင်ဝင်းဟောင်းဟောင်းဖြစ်နေတာပါကြောင်မင်းနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့ပုံကူရာငွေကြီးနဲ့ပတ်သက်တဲ့အလွဲသုံးစားမှုစီမံခန့်ခွဲမှုအညံ့နေကြောင် ။အိုးအိမ်လောက်ကိုင်းတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေတတ်ဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်မင်းနေဓာတ်ပြက်နေတာပါဗျာ။မင်းနေဓာတ်ပြက်နေရင်တော့ခင်ဗျားတင်းနင်းကနေတောင်းအရှိမောက်တောင်းလှည့်ပြီးတော့လက်နေဓာမီလေးထွန်းပြီးတော့မောင်မောင်မှာလက်နေဓာမီလေးထွန်းပြီးတော့ဆူတော့ရောင်တော်ဖွင့်နေတဲ့ရောင်တော်ဖွင့်နေတဲ့အတင်းဓာမီလေးအရင်မင်းရတော့အလုံးမဖြစ်ဘူးအလုံးမဖြစ်မှဖြစ်မှစီမံခန့်ခွဲမှုတွေလွဲနေလွဲနေတဲ့ကိစ္စတွေတဲပါသေးငွေကြီးကြက်နေတယ်ကြက်နေတဲ့ငွေကြီးများအဆင်ပြေပါသေး ဝေကြီးနဲ့ပတ်သက်တဲ့မုဒ္ဒာလုံနေတဲ့ကိစ္စတွေရပ်တမသည်အလောက်ကန်ဒီနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေမှုတွေရပ်တမသည်ကြောင့်တနင်္ဂနွေတော့အရှိမောက်တော့လှည့်ပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတော့မြေယာရီနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများအများဆုံးငြိမ်းချမ်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတယ်လို့သွားခွင့်ပြောခြင်းတယ်လို့ပြောခွင့်မရပါဘူးဗျာဒါကြောင့်သွားခြင်းလို့သွားခွင့်ပြောခြင်းတယ်လို့ပြောခွင့်ရခြင်းနဲ့ပုံကိုအားလုံးတို့ဒီခင်ဗျာကျွန်တော်တို့အိမ်မှာသုံးတဲ့စားလေး စားလေးနည်းနည်းကိုဂိုင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးမှဆူတော့အသေးစားလေးရကျွန်တော်ခီးရီသွားမယ်စကားတွေပြောမယ်ကျွန်တော်သွားတော့ခီးများအစဉ်ပြေခြင်းနဲ့ပြောသောစကားအောင်မြင်ကြကြခြင်းနဲ့ဗျာဒါကြောင့်သွားတဲ့ခီးရီပြောတဲ့စကားတွေအောင်မြင်အောင်အသေးစားလေးရကိုကြီးစောင့်ရတော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလည်းစားလေးကိုဂိုင်းပြီးဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေသောခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများအစဉ်ပြေမှာဖြစ်ပါတယ်သွားတော့ခီးများအနေကင်းပြေးခြင်းမယ် ပြောသောစကားတွေအောင်မြင်ကြောကြားသွားမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ခီးစကားနဲ့ပတ်သက်လို့ထင်ငေါ်လွဲချုံနေတဲ့အစင်မပြေဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီဗုဒ္ဓတောင်ရက်ကိုလက်စားလေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတော့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာ။ဒီချိန်မှာအပြင်းနဲ့တိုင်းမှာပြင်းနေသည်အကောင်းမီတိုင်းနေအာမကောင်းမှုကိုယ်နိုင်ငံအာမကောင်းတဲ့သူများနိုင်ငံနေအာကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။အားရမျိုးတွေဖြစ်နေတာပါ။ဒါကြောင့်ခင်ဗျာကိုယ်နိုင်ငံကိုယ်လူမျိုးတွေမှာရေကြီးတယ်မိုးရွာတယ်ရေရှမ်းတယ် အာမြင်ငလေးလောက်တယ်မြေပြိုးတယ်အမီလောင်တယ်အာဟိုပေါ့ဘုံနေကြတယ်အငဲဟိုပေါ့ဘုံနေပေါက်တယ်တေးတယ်တေးချင်းသုံးနဲ့တေးတယ်အာကဘာပြစ်တယ်လို့ဖြစ်ပေါ်နေတဲ့ကာလမျိုးကိုယ်နိုင်ငံကိုတူဘုံဘုံရင်တစ်ကဘာလုံးမှာလဲတိမဲကြီးရနေပတ်တဲ့ကိစ္စအနော်အလားကုံသွေးကြီးစစ်ပွဲကြီးနေပတ်တဲ့ကိစ္စတခုခုနေပတ်တဲ့တိုင်းသူပြည်သားဟုတ်လားမင်းလို့တတ်မှတ်ထားတဲ့မဟုတ်တဲ့လူတွေကတော့အကုန်ဒုက္ခရောက်နေတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာရိုးရာတွေပြည့်နေပါလေ ယောကဖုံရင်တော့ဒိုးရာကြောမှာဖြစ်ပါလေဗျာဝါလည်းဝင်တော့မယ်ဆိုတော့ဒီချိန်မှာယောကလေးဒီဖုံမဲဆိုရင်တော့အဆင်ပြေမယ်ဘုရားကိုလက်ဖက်ကလေးကတိုက်ပကံဒီမှာလက်ဖက်ကလေးပုံစီလေးစားလေးဖြူဖြူပြီးမှကတ်ပြီးမှဆူတောင်းသားမှာဗျာဆူတောင်းသားမှာခမတို့မှာပိတ်စုံနေယောကဖော်လို့ဒိုးရကြောပြီးအမှုခင်းပြဿနာများဝေးကွာပြီးတော့ငွေကြီးများဆူလိုက် ပြုံးလိုက်လုံးလိုက်ခဲလိုက်ရလောက်မှာဖြစ်ပါလေဒါကြောင့်လက်ဖက်ကလေးကမ်းပြီးမှယောကဖော်တဲ့အကြောင်း မိမိတွေရိုးရလိုက်ခြုံပွဲတွေတင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုးနေတဲ့ပြဿနာများအ мян ဆုံးငြိမ်းချမ်းပြီးတော့ငွေကြီးများအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးဆားဆားတင်ပြပေးလိုက်ပါတယ်ဗျာเนาะဒီတစ်ပတ်လေးမှာထီကန်းလေးတွေရှိတယ်ထီကန်းလေးတွေစမ်းမယ်ဆိုရင်တော့လက်ဘက်ကလေးကိုခင်ဗျာအင်ကာအချေတောင်တော့လက်လက်ဘက်ကလေးကိုနည်းနည်းလောက်ခရီးစားပြီးမှဆူတောင်းအသေးလက်ဘက်ကလေးရကျွန်တော်ထီကန်းလေးတွေစမ်းမယ်ဗျာကျွန်တော်နိုင်ငံမှာလုပ်တဲ့ထီကန်းအောင်မလေးထီကန်းလေးတွေ တခြားနိုင်ငံမှာထွက်တဲ့ထီကန်လေးတွေနဲ့ပတ်သက်ကန်လေးတွေစန့်ကျင်နေဗျာကျွန်တော်စားမဲ့ကန်လေးတွေအများဆုံးပွင့်လန်းမှာဒီကြောင့်အသင်လက်ဖက်ကလေးကကိုကြီးစောင့်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ဂါတောင်ရှေ့တောင်တောင်လက်လက်ဖက်ကလေးကိုနည်းနည်းလောက်ကလေးစပြီးမှဆူတောင်းမယ်ထီတို့ကန်ဒီမှစပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေထီကန်များအမြန်ပွင့်လန်းမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိတယ်အကြောင်းဒီနေ့ဒီရက်မှာတော့ဒီနေ့မှာပြောထီကန်လေးတွေစမယ်ဆိုလို့ရှိရင်တော့အရှိတို့အတစ်တို့နှစ်တို့ အမငါတို့ရှစ်ဆိုတဲ့ခဏန်းလေးတွေကန်စားမယ်ထင်တင်းတို့မှာတင်းတင်းငါရှစ်ဆိုတဲ့ခဏန်းလေးတွေကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အောင်ပါလိထီဒီနဲ့ပတ်သက်တဲ့ကိစ္စအထီကံလေးတွေစားမယ်ဆိုရင်တင်းတင်းငါရှစ်အခွေးလေးတွေဒီနေ့ကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေရောကံများအများပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာချစ်မှုရေးအနေနဲ့ပတ်သက်တဲ့ကိစ္စဒါမှမဟုတ်ဒီနေ့မှာမိမိအလိုဆန္ဒဘာတွေလိုဆန္ဒရှိတယ်တော့မသိဘူးရှိတဲ့ကိစ္စတွေရှိခဲ့လို့ရှိရင်တော့ ဗုဒ္ဓတောင်ရကိုလှည့်ပြီးမှဆုတောင်းအကျွန်တော်တို့ဘဒုနဲ့သွားပြီးဗာစကားတွေပြောမယ်ပြောတဲ့စကားတွေအောင်မြင်ပါသည်ကျွန်တော်အပြစ်ထွက်တဲ့မှာလူကြီးလူငယ်များပါသည်အာကျွန်တော်တို့ဒီမှာကိုင်းမှာကုညီဆောင်ချက်မယ်လူဖြည်းများပြီးတော့ကျွန်တော်ပြဿနာရှာရမယ့်လူတွေဝေးကွာပါသည်ကြောင့်မိမိအလိုဆန္ဒရှိတဲ့ကိစ္စမလည်းမြဗုဒ္ဓတောင်ရလှဲ့ပြီးစူတောင်းမယ်ဆိုလို့ရှင်ကို့မှာလူကြစ်လူကွေတင်မြပြီးအန္တရာယ်ကင်းဘေးရှင်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်တခုသွားမယ်လာမယ်လှုပ်ရှားမယ်စူတောင်းမယ်ဆိုရင်ဗုဒ္ဓတောင်ရကိုလှဲ့ပြီးမှစူတောင်းမယ်ဆိုရင် ရှင်းမှုရေးရည်နဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်။အဲဒီလိုပဲဒီနေ့မှာဆိုတော့စိတ်ကြတဲ့ယောဂဖြစ်ရင်တော့စိတ်ကြတဲ့ယောဂစိတ်တက်ကြတဲ့ယောဂစီးတဲ့ပတ်သက်တဲ့စီးချုပ်တဲ့ယောဂအဲ့လိုမျိုးဖြစ်တတ်ပါတယ်ဗျာ။ဒါမှမဟုတ်သဘင်နဲ့ပတ်သက်တဲ့ကိစ္စမှာဒီနေ့ကတော့သဘင်ညံ့မဲ့အခွန်လန်းတွေလွဲချော်သွားတဲ့ကာလမျိုးဖြစ်ပါတယ်။အင်္ဂါနံပစ္စည်းတွေပျက်စီးနေတာဖြစ်သွားတဲ့စီးတွေချုပ်တတ်တဲ့စီးသွားနေတတ်တဲ့စီးနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါတယ်ဗျာတကယ်လို့အဲဆက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေသွားရင်ဆိုင်ငယ်တွေစီးမဲ့စပိန်တွေစီးရင် ဒီနေ့ကတော့စပိန်နေယာယီပြတ်တက်ပါတယ်အားလိုက်မယ်စပိန်တင်ပတ်တဲ့အနောက်ရှိတဲ့ဂျုံလက်ပါတယ်ဗျာတကယ်လို့ခေါင်းမှာဆိုရင်တော့ဒီနေ့ညက်မယ်ဆိုရင်ဒီနေ့ညက်မယ်အစီအစဉ်တွေလွှဲချောပြီးနောက်တစ်ဒီမှာစပိန်ညက်တဲ့ဂိမ်းများဂျုံတွေ့တက်ပါတယ်ဗျာအားလုံးလူများဂျုံတွေ့နေတဲ့လူတွေအားလုံးတို့ဒီကျွန်တော်တို့ကစိတ်တည်တဲ့ပတ်သက်လို့အစီအမပြေတော့အင်္ဂါတော့အရှိတောင်တောင်လှဲ့ပြီးမှတခုခုကိုဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့2ရက်9လ2025 ပုံသူနေရဲ့တင်းနေတာကံကြမ္မာများဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ